ထိုင်းနိုင်ငံဘန်ကောက်မြို့နီးနမည်ကြီးလူကြိုက်များတဲ့ဟော်ထိုင်းစုစည်းဘူးအပါအဝင်လိုက်စင်မဲ့ရှူစည်းဘူးတွေကိုထုတ်လုပ်နေတဲ့စစ်ရုံတွေကိုဝေရောက်ဆက်ဆီးခဲ့ပြီးရှူစည်းဘူးနှစ်တန်းကျော်ကိုတိတ်ဆီးခဲ့တယ်လို့ထိုင်းဒေသနာတွေမှာဖော်ပြပါဗယ်။အော်တိုဘာလ30ရက်နေ့ကဘန်ကောက်နဲ့စမော့စခေါ်မှာရှိတဲ့လိုက်စင်မဲ့တိုင်းရင်စေးထုတ်လုပ်တဲ့နေရာနဲ့တိတ်ဆီးထားတဲ့နေရာလေးခုကိုထိုင်းအစားတောင်းတဲ့စေဝါကော်ကဲမှုဌာန FDA နဲ့ CNB ရတပ်ဖွဲ့ဝင်တွေကဝေရောက်ဆက်ဆီးချိန်လိုက်စင်မဲ့ရှူစည်းဘူးတွေကိုတွေ့ခဲ့တာပါ။ တွေ့ရှိခဲ့တဲ့လိုင်စင်မဲ့ရှူဆွေးဘူးတွေထဲမှာနမည်ကြီးဟော့ထိုင်းဒစိစိမ့်အောင်ရှူဆွေးဘူးလည်းပါဝင်နေပြီးနောက်ထပ်အမျိုးအစားဆုံးစိမ့်အောင်ရှူဆွေးဘူးပရုပ်စီတွေအလုံးအရေအတွက်နှစ်တန်းကျော်ရှိတယ်လို့ဆိုပါတယ်တိုင်းစီရမိတဲ့စူစေးဘူးတွေဟာကာလတန်ဖိုဘတ်တန်တရာကျော်ရှိတယ်လို့သတင်းတွေမှာဖော်ပြပါဗျ။အော်တိုဘားလ28ရက်နေ့ကဟော့ထိုင်းဒစိဖော်မြူလာ2စူစေးဘူးမှာဘက်တီးရီးယားနဲ့မိုရီတက်မှတ်ပမာဏထက်ပိုပြီးပါဝင်နေတာကိုစစ်ဆေးတွေ့ခဲ့တာကနေ့ နောက်ထပ်စူးစီးမှုတွေထောက်လုပ်တဲ့နေရာတွေကိုလိုက်လံဆက်ဆီးနေတာဖြစ်ပါတယ်။တမတ်ဆိုင်ချိန်မမီတဲ့စူးစီးမှုတွေစီကလေပြုံရောင်တာနဲ့ဆုံးရောင်ယောဂါတွေရနိုင်တယ်လို့ FDA ကအတည်ပြုထားပါတယ်။တင်စီထားတဲ့လိုင်စင်မဲ့စူးစီးမှုတွေထဲကပါဝင်ပစ္စည်းတွေကိုလည်းဓာတ်ခွဲဆက်ဆီးပြီးပြည်သူတွေကိုထောက်ပြန်အတည်ပြုမှာဖြစ်တယ်လို့ဖော်ပြပါတယ်။ဒါအပြင်ပြည်သူတွေအနေနဲ့လည်းတည်တရားဖြစ်တဲ့ဆေးဝါးပစ္စည်းတွေကိုတွေ့ရင် FDA ကိုအတိုင်ကြားနိုင်တယ်လို့အသိပေးထားပါတယ်။ ထိုင်းနိုင်ငံထဲမှာလိုင်စင်မဲ့စေဝါပစ္စည်းတွေကို ထောက်လုပ်ဖြည့်ချိမယ်ဆိုရင်ထောင်တန်ဆက်နဲ့ဒါမှမဟုတ်ဒဏ်ငွေဘက်တတန်ကြားခံရမှာဖြစ်တယ်လို့ထိုင်း FDA ကသတိပေးထားပါတယ်။ဟော်ထိုင်းရဲ့လုပ်ငန်းရှင်ဖြစ်သူကလည်းအခုရှုံးဆုံမှုဟာနှစ်နှစ်ဆက်အတွင်းစူးစမ်းထားတဲ့အရာမှန်သမျှနေ့အတွင်းစုံစုံသွားခဲ့တာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။